ဂျပန်နိုင်ငံမှာဒီလိုမျိုးမှန်မီတွေကိုဗုဒ္ဓဆိုပြီးကိုးကွယ်ကြတယ်။ဂျပန်နိုင်ငံမှာအရှိကဗုဒ္ဓဘာသာဘုန်းကြီးတွေကကိုကိုကိုမှန်မီအဖြစ်ပြောင်းလဲတဲ့ထူးဆန်းတဲ့လုပ်ရက်တွေလုပ်ခဲ့ကြပါရဲ့ရှင်။ဂျပန်နိုင်ငံကဗုဒ္ဓဘာသာကအထည်ဝါဒမဟုတ်ပဲမဟာယာနဗုဒ္ဓဘာသာပါရှင်။ဒါကြောင့်သူတို့လူမျိုးတွေကရုံးဝါဒတွေကိုကိုးကွယ်ယုံကြည်မှုတွေလည်းရှိကြပါတယ်။ဒီလိုပြုလုပ်ကြတဲ့ဘုန်းကြီးတွေကတော့စကုရှင်ဘတ်စုဘုန်းကြီးတွေပဲဖြစ်ပါတယ်။သူတို့ကဒီလုပ်ရက်ကိုဘာကြောင့်လုပ်ကြတာလဲ။ဒီလိုလို့ဖို့အတွက်ဘလောက်ခက်ခဲတယ်ဆိုတော့ကိုပြပြမှာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော် ဇုဂရှင်ဘတ်စုဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကတော့ဒီခန္ဓာကိုယ်နဲ့ပဲဗုဒ္ဓဖြစ်ခြင်းလို့အတိတ်ပဲရပါတယ်။ဇုဂရှင်ဘတ်စုဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကကိုယ့်ကိုယ်ကိုမမေ့အဖြစ်ပြောင်းလဲဖို့ကြိုးစားတဲ့လောက်ရတစ်ခုကိုစစ်တရားစုကနေ၂၀ရာစုအတွင်းလှောက်ဆောင်ခဲ့ကြပါတယ်။ဒီလိုရက်ကိုလှူဆောင်ခဲ့တဲ့ဘုန်းတော်ကြီးတွေက24ရက်သားအောင်မြင်ခဲ့တာပါဒီထက်များမယ်လို့လည်းယူဆရပါတယ်ဘာလို့လဲဆိုတော့တချို့မမ်မီတွေကိုမသိမ်းထားနိုင်တာကြောင့်ပါရှင်ဒီလိုရက်ကိုရှင်ကုဘုန်းတော်ဘာသာခိုင်းကဘုန်းတော်ကြီးတွေကစတင်ခဲ့ပြီးဒီခိုင်းကိုတီထောင်ခဲ့တဲ့ခုခိုင်းဆိုတဲ့ဘုန်းတော်ကြီးကဒီလိုရက်ကိုစတင်ခဲ့တာဖြစ်ပါတယ် ဒီလိုရဲ့အမြင်ဖို့ဆိုရင်တော့ဘုံတော်ကြီးတွေကအစနှစ်ကြောကြအောင်ကြိုးစားရပါတယ်။ပထမဆုံးအနေနဲ့ကဘုံတော်ကြီးတွေကအစအတော့ကိုရှောင်တဲ့အလုပ်ကိုအရင်ဆုံးလုပ်ကြရပါတယ်။ဘုံတော်ကြီးတွေကအခွန်မသီးတွေအစ်စ်တွေတစ်ပင်ရဲ့အမြင့်တွေတစ်ခေါက်တွေထင်းရှုပင်ရဲ့အရွက်တွေကိုသာစားတောင်းရပြီးရေကိုလည်းနည်းနည်းပဲတောင်းရပါတယ်။အဲ့ဒီအစားအစာတွေကိုတော့မုခုတ်ကြီးခရုတ်လို့ခေါ်ပြီးတပင်ကိုစားခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒီအစားအစာကခန္ဓာကိုယ်ထဲကအဆီနဲ့ကြွက်သားတွေကိုလျှော့ကြစေပြီးမံမီဖြစ်ဖို့အတွက်ပြင်ဆင်ပေးပါတယ်။ ဒီအစားစာကခန္ဓာကိုယ်ထဲကအဆီးနဲ့ကြွက်သားတွေကိုလျှော့ချစေပြီးမမ်းမီဖြစ်ဖို့အတွက်ပြင်ဆင်ပေးပါတယ်။ဓာတ်ပြင်ဒီအစားစာတွေကခန္ဓာကိုယ်ထဲကဘက်တီးရီးယားတွေကိုအာဟာရမဖြစ်စေပဲခန္ဓာကိုယ်ပုတ်သွင်းခြင်းကနေကာကွယ်ပေးပါတယ်။အဲ့ဒီအစားတောက်တွေကိုရက်ပေါင်းတထောင်ကြာစားတောက်ပြီးရင်တော့ဘုန်းတော်ကြီးတွေကနောက်ထပ်အဆင့်တစ်ခုကိုစတင်ရပါတယ်။ဒီအဆင့်မှာတော့ဘုန်းတော်ကြီးတွေကအရုရှိတ်လို့ခေါ်တဲ့သစ်ဆေးကိုတောက်ရပါတယ်။ဒီသစ်ဆေးကခန္ဓာကိုယ်ကိုအဆိပ်ဖြစ်စေပြီးတေးပြီးနောက်ပိုးမွှားတွေမဝင်ရောက်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအစိတ်တွေကိုတောက်ထားတဲ့ဘုံတော်ကြီးတွေကနောက်ထပ်ဘလိုမျိုးခတ်ခဲတဲ့အပိုင်းတွေကိုဆက်ပြီးတော့လောက်ရတယ်လဲဆိုတော့ဆက်ပြီးတော့မပြောသေးခင်မှာအခုတော့ဘုဒ္ဓရာရစရာအကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျမတို့ interest knowledge page လေးကို like and follow လေးလုပ်ထားပြီးတော့အလိုအပ်ပါလိမ့်မယ်နော်အဲ့ဒီအစစ်နေပြီးတဲ့နောက်ဘုံတော်ကြီးတွေကအမြင်အောင်မှာမြုပ်ထားတဲ့တက်သားတက်တာထဲမှာထိုင်ပြီးတရားထိုင်ကြပါတယ်ဒီတက်တာထဲမှာဘုံတော်ကြီးတွေကလေဝင်လေထွက်အတွက်ဝလုံးတစ်ခုကိုသာအသုံးပြုပြီးသူတို့ရဲ့ဘေးမှာခေါလုံးတစ်လုံးထားရှိပါတယ် ဘုန်းတော်ကြီးတွေကတရားထိုင်နေစမှာခေါလောင် TV အသက်ရှင်နေသေးတဲ့အကြောင်းအချက်ပေးပါရယ်ခေါလောင်နံမကြမ်းရတဲ့အခါမှာတော့အပေါ်ကဘုန်းတော်ကြီးတွေကညုံနန်ထားတဲ့ဘုန်းတော်ကြီးတည်ဆုံသွားပြီလို့ယူဆပြီးတော့အုတ်ဂူကိုပိတ်လိုက်ပါရယ်ဒီလိုနဲ့ရက်ပေါင်းတစ်ထောင်ကြာပြီးရင်တော့ဘုန်းတော်ကြီးတွေကအုတ်ဂူကိုပြန်ဖွင့်ပြီးမမီဖြစ်သွားပြီလားလို့လည်းစစ်ဆေးကြပါရယ်မမီဖြစ်သွားတဲ့ဘုန်းတော်ကြီးတွေကိုဗုဒ္ဓအဖြစ်သတ်မှတ်ပြီးသူတို့ရဲ့ဖခင်အကြောင်းမှပြသထားပါရယ်မမီမဖြစ်သေးတဲ့ဘုန်းတော်ကြီးတွေကိုတော့အုတ်ဂူတမ်းမှပဲဆက်ပြီးတော့ညုံနန်လိုက်ကြပါရယ် ီလိုခန္ဓာကိုယ်ကိုဒုက္ခပေးပြီးမမဖြစ်အောင်ကြိုးစားရတဲ့အဓိကအကြောင်းကတော့ထာဝရအသက်ရှင်ဖို့နဲ့ဗုဒ္ဓဘုရားဖြစ်ဖို့လမ်းကြောင်းတစ်ခုလိုလည်းယုံကြည်ကြလိုပါရှင်။ဒီလိုရက်ကိုလှုပ်ဆောင်ခဲ့တဲ့ဘုန်းတော်ကြီးတွေကသူတို့ရဲ့ဆုလအနန္တခံမှုကိုကမ္ဘာကြီးအတွက်ကောင်းကျိုးပြုတဲ့အလုပ်တစ်ခုလိုလည်းမြင်ကြပါတယ်။ဒီလိုရက်ကို19ရာစုမှာဂျပန်အစိုးရကတားမြစ်လိုက်ပေမယ့်20ရာစုအထိတော့ဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒီလောက်ရက်ကိုနောက်ဆုံးလောက်ဆောင်ခဲ့တဲ့ဘုံတော်ကြီးကတော့ဖုတ်ခိုင်းဆိုတဲ့ဘုံတော်ကြီးဖြစ်ပြီး1903ခုနှစ်မှာတည်ဆုံခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပြည်သက်ကြီးလို့ရောအခုလိုမျိုးကြင်ကြံမှုတွေကတကယ်ပဲဗုဒ္ဓဖြစ်တယ်လို့ထင်ကြပါလားဒီလိုမျိုးကြင်ကြံတာကဗုဒ္ဓဖြစ်မဖြစ်မသိပေမဲ့ဒီလိုမျိုးဖြစ်ဖို့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နိုင်တဲ့ဘုန်းတော်ကြီးတွေရဲ့စိတ်နဲ့ကြံခိုင်မှုကတော့တော်ရုံလူတွေရင်မဆိုင်နိုင်တဲ့လောက်ရဆိုတာကတော့သိကြပါတယ်ကေပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းမှတ်ချက်လေးပြီးသွားခဲ့ကြပါအောင်ရှင်